နင်းလာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတောအတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ဥတီချက်စစ်နေတဲ့လောက်ကန်ပြီးတော့လှုပ်တဲ့ကိစ္စတွေကနေကောင်းသောအကျိုးဆက်တွေကိုရရှိမယ်လူရောလို့ဆင်မုတ်တဲ့ဤစနစ်တွေကိုသုံးချပြီးတော့ဘဝတိုးတက်မှုကိုရမယ်တခါမှလောက်ကန်မှုချင်းမရှိတဲ့လှုပ်စည်းဝတ်တွေကိုလည်းလောက်ကန်အောင်မြင်နိုင်တယ်နေအိန္ဒိယပြည့်ပြင်ခြင်းပြောင်းလဲခြင်း ဆောင်ရွက်မှုတွေရဲ့နှစ်သာရကိုရရှိမယ်။ရည်မှန်းချက်သစ်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုကြုံတွေ့ရနိုင်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။15ရက်နေ့ကမတော်တဆထိခိုက်မှန်နေရကိုထူးပြုတ်ပြီးကယူဆက်ရတဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာအနောက်ရောက်ကုန်တီသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ3နာရီတွင်အသွားလာကယူဆက်ရမယ်ငါဘောရက်ဖြစ်တယ်။16ရက်နေ့မှာတော့လုံးစုံစင်ပြေခြင်းကံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းကိုရှိလိမ့်မယ်။ ငွေကြေးကဏ္ဍဒုက္ခကဏ္ဍအထူးထုတ်တယ်နေမယ်18ရက်နေ့မှာငွေကြေးလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းစီးပွားကောင်းခြင်းကိုကြုံမယ်17ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ပြီးတော့ဘဝထုတ်တယ်ပြီးငွေကြေးကံဘဝတည်လန်းအောင်မြင်မှုလမ်းကြောင်းတွေရရှိသွားမယ်19ရက်နေ့မှာလူယုံထားလို့မရဘူးသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ကြခြင်းတွေကြုံမယ်20ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝထုတ်တယ်ခြင်းတို့ကိုကြုံတွေ့နိုင်တယ် နဆက်တရနေရာနဲ့ငကဘောရက်နဲ့တိုက်ဆိုင်နေအဲ့ဒီမှာတောင်ရက်ကိုတီးသွားစရာနေရှိတဲ့တဲ့နေ့စနေနိုင်နဲ့တန်နိုင်ခွဲတွင်သွာလာနေထိုင်ယူဆက်မယ်သူတပတ်ယုံပြီးလွဲပြီးလှုပ်တဲ့လူတွေကိုတော့ရှောင်းရမှာပေါ့တပတ်တာတွင်ကြာသာပတိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောက်ချာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်တယ်၃ခွန်း၅ကနန်းနေအချိုးပေးတယ်အပြာရောင်မိခိုးရောင်နုနေရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ လှုပ်ချင်းကန်ရင်နေအကျိုးပေးမယ်အဖြူရောင်ပန်းဝင်းတို့ဘုရားကလူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါဆုတောင်းပြခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိသွားပါမယ်ကျေးဇူးတင်ပါငါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ25ရက်ကနေ27ရက်နေ့အတောတွင်းမှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်ဝေးကြီးကိစ္စဆင်ပြေမယ်လုံအောင်ကိစ္စဆင်ပြေမယ် ကာလရှိကြစိုင်းငံ့ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်တယ်။ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်။ဆန်ငါရဲ့နေ့ဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလိုမတော်တဆထိကံပွင့်တဲ့နေ့ကိုယူဆရမယ်။နေ့တစ်ခုဖြစ်တယ်။အသွာလာနေ့တိုင်းယူဆရမယ်။အနောက်ရက်ကိုဒီသွားစရာနေ့ရှိတတ်တယ်။နေ့တန်တိုင်းခွဲနဲ့ညနေ၃နာရီတွင်သွားလာယူဆရမယ်။၁၆ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အစဉ်ပြေခြင်းကံတွေပြန်လည်ပေါ်ထွန်းလာပြီးတော့ရှင်မကျအောင်မြင်မယ်။ ဒါပေမဲ့ယံနဲ့မနာလိုသူတွေကြားထဲကနေဖြတ်သန်းရတဲ့တဲ့၁၉ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိနိုင်တယ်၁၈ရက်နေ့မှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်းလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းတွေရှိမယ်၁၉ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကျော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောက်ကင်နိုင်ခြင်းကိုကြုံမယ်၂၀ရက်နေ့မှာရန်တိုက်ခံနေရှင်မယ်ပြီးမှအလိုပြည့်စုံမယ် လက်ဖွင့်ခြင်းကံဖွင့်ခြင်းတွေရှိမယ်၂၁ရက်နေ့မှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲသတိထားမယ်ငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့အဲ့ဒီနေ့မှာမတော်တဆနဲ့ကျူဆဲမယ်တောင်ရက်ကုန်တီသွားစရာတွေရှိတဲ့နေ့စနေနိုင်နဲ့တနင်္ဂနွေတွင်အသွာလာနေထိုင်ကိုကျူဆဲရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတောက်ချာနေ့မွေးသူများကြောင့်စိန်အောင်ရှယ်ဖြစ်တတ်တယ် အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးမှာ၈၄ခုကဏ္ဍတွေကိုအကျိုးပြည့်တဲ့ကဏ္ဍတွေဖြစ်သုံးဆွဲနိုင်ပါတယ်။အိမ်နိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးအကြောင်းမှာဆံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ။၂025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကြော်လွားပြီးဘဝတုတ်တက်မယ်။ဝိကျေးစုစားရခဲ့မယ်။အလုပ်တွေမှာတုတ်တက်မယ်။ပညာတတ်တဲ့ ဘဝတွဲဖက်တိုးတက်မှုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုနှစ်သာရကိုပြေဝရမယ်ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရဲ့ကောင်းသောအကျိုးကျေးဇူးကိုလည်းထင်ရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်၅ရင်းနေမှာ မတော်တဆထိခိုက်မှုတွေရဲ့ကျဆက်ရမယ်နောက်ရက်ကုန်တည်သွားစရာတွေရှိတတ်တယ်ရန်နဲ့ရှင်ပြီးတော့ရမယ်၁၆ရင်းနေမှာအနိကမှာနောက်ဆုံးချိန်မှာသစ္စာ မဲ့တဲ့သူစကားမတီးတဲ့သူနဲ့တွေ့ပြီးလောကကြဲရတာကလုံးတပိုက်တစဖြစ်တတ်တယ်။တက်လိုက်တတ်တဲ့သတိထားအဲ့ဒီမှာအပူလောင်တတ်တော်သတိထား၁၉ရက်နေ့မှာတော့ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလူရပြည့်စုံခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကြုံမယ်။၁၈ရက်နေ့မှာရည်တည်ချက်သစ်တွေနဲ့လောကီမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်။အပြိုင်ဆိုင်ကြားအတုတက်မယ်။၁၉ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတိုးတက်မယ်။ ကာလရှိကြဆိုင်ရနေလူတွေလုံးကြိုင်နိုင်တယ်20ရက်နေ့မှာသူတပန်းနဲ့မတူတဲ့ရှုထောင်းနေရာနေကွာလုတ်ပြီးတော့အလိုပြည့်ချင်းဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်21ရက်နေ့လုပ်ငန်းနေတာကျန်စီရွေချက်နေတာတွေမှာအောင်မြင်တိုးတက်တာမှန်တယ်ဒါပေမဲ့မတော်တဆညကျူးဆန်းရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့12နိုင်နေတနိုင်ခွဲကြမတော်တဆညရပတိဘက်ကညတွေကို အထူးပြုသတိထားမှဖြစ်တယ်ဒီကလအတွင်းတနေ့လာနေသောကြနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။တလေးကိုကနန်းနေအကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေလုပ်ကင်ရင်အောင်မြင်ခြင်းအကျိုးပေးခြင်းရဲ့အနှစ်သာရကောင်းကိုရရှိမှာဖြစ်ပါလေ။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရစေရန်အတွက်နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာသင်ခန်းသွားရောက်လှူဒါန်းခြင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။အသပတိနေမွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်။အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးတယ်။ငွေကြေးကဏ္ဍ၊လုပ်ငန်းကဏ္ဍ၊ဘဝကဏ္ဍတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကြုံမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။လူမျိုးပွဲလူမျိုးကြားကျိုးပေးမယ်။ အရက်ဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးမယ်။15ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခကြုံမယ်ပြီးမှအလိုပြည့်စုံမယ်။အဲ့ဒီမှာမတော်တဆထိကမှန်တဲ့ကြိုးဆက်ရမယ်။အဓိကအနောက်ရက်ကိုတည်သွားစေနေဖြစ်တတ်တဲ့နေကင်းတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကြိုးဆက်ရမယ်။16ရက်နေ့မှာတော့ရာရာဆင်ပြေတဲ့ကံနဲ့တွတ်တက်တဲ့ကံနဲ့ပေါ်ပေါက်တဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်။18ရက်နေ့မှာ ရှင်ပြိုင်မှုမှာသမောင်မြင်ခြင်းနဲ့ဘဝတွတ်တဲ့ခြင်းကံမြတ်မခြင်းတွေကိုကြုံမယ်19ရက်နေ့မှာအတိုက်ခံအလုံးကိုကြော်ပြီးမှတို့ရပြည့်စုံမယ်အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကျိုးပြင်မယ်20ရက်နေ့မှာရည်မှန်းချက်သစ်တွေအောင်မြင်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်အရဝေးနဲ့ဆက်ဆက်တဲ့ကျိုးပြင်မှုကံကောင်းခြင်းကိုကြုံမယ်21ရက်နေ့မှာငွေကြေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဘဝတွတ်တဲ့ခြင်းတွေရှိမယ် မတော်တဆညေကျူဆက်ရမယ်တောင်ရက်ကုန်တည်သွားစရာညေရှိတတ်တယ်နေခင်း72နဲ့တနိုင်ခွဲတွင်အသွာလာနေတိုင်းအထူးပြုကျူဆက်ရမယ်ဒီကာလအတွင်းမှာအပြာရောင်မိခွရောင်နို့နေရောင်တို့ကိုအချိုးပြည့်တဲ့ရောင်တွေဖြစ်သွန်ဆွဲနိုင်တယ်သောခုကိုကနန်းနေကျိုးပြီးတယ်ဇာသပတိနေပုတ်ထူးနေ အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြံနေ့မွေးသူများကြောင့်စိတ်နှောက်ဆက်လေးတွေရှိတတ်တယ်။အလုံစည်းပွားတွေလုပ်တဲ့ကံတဲ့အခါမှာအောင်မြင်စရန်တို့ကရွှေရောင်တွေချိတ်နဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့အိတ်ထဲထဲဆောင်ပြီးလုံလုံပါအောင်မြင်ခြင်းတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။သောကြံနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ်နိုဝင်ဘာလ၁၅ရက်နေ့ကနေ 21ရက်နေ့အတော်အတွင်းမှာဥတီချက်ပြောင်းပြီးလောက်ကင်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာရန်နဲ့ရှင်ပြီးတော့လိုအပ်တတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တဲ့အနေနဲ့ကိုယ်မှာပြဿနာဖြစ်လာတတ်တယ်။ဒီကဏ္ဍအတွင်းစကားမတတ်တဲ့အပြောဆိုနေတဲ့ကျဆက်ရမယ်။တပါးသူကတိကိုလည်းသွားမယုံနဲ့ကိုယ်လည်းသူတစ်ပါးလွယ်တကူကတိမပင်းနဲ့စကားကျွန်သွားတတ်တယ်။ နောက်ဒီကဏ္ဍအတွင်းကိုရေးချေးကိစ္စလုပ်ငန်းရေးရာကိစ္စမှန်သမျှသတိနဲ့တော့မပစ္စည်းလောင်တာလောရမလို့လောင်ကုန်တွေမှာဆုံးရှုံးသွားတတ်တယ်15ရက်နေ့ကတော့ရန်တော်တံများတယ်အဲ့ဒီမှာအတိုက်ခံနေတယ်လည်းတွေ့ရတတ်တယ်မတော်တဆနေလည်းဂရုစိုက်ရမယ်အနောက်ရောက်တည်သွားစရာနေရှိတတ်တယ်နေ့တန်တိုင်ခွဲနဲ့သုံးနိုင်တွင်သတိထား16ရက်နေ့ကတော့တော်စိတ်ချမ်းသာတယ်အရာရာစင်ပြေတယ်မထင်မှတ်ပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ်16ရက်နေ့မှာဥတီချက်တဲ့နဲ့တိုးတက်မှုသေတေဖွဲ့မယ် 16ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။19ရက်နေ့မှာနေခင်းတနိုင်ခွဲကျော်သွားပြီးအသေးစားထိခိုက်မှုကယူဆရမယ်။20ရက်နေ့ကတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းချုပ်မယ်။21ရက်နေ့မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊လိုရာပြည့်စုံမယ်။အဲ့ဒီနေ့မှာတောင်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တယ်။နေ7နိုင်နဲ့တနိုင်ခွဲတွင်သွားလာနေတဲ့အချိန်ယူဆရမှာဖြစ်ပါတယ်။ကြာသာပတိနေ့ဗုဒ္ဓနေ့ တောက်ကြနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငွေနေငန်းနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်ငါကိုကနန်းနေကျိုးပေးတယ်စိမ့်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုမုံအဟာရဒါနပြုပါကျေးဇူးတင်ပါ